နားမအောင်ဟာဟို24နာရီမကွာ ရှိနေနေသူကအလုတ်သွားလဲဗီဒီယိုကောခေါ်တာသူ့ချိန်တည်းရတငယ်ချင်းဆိုလဲတူပဲအဲလုပ်ငန်းအချို့လုပ်ငန်းလေးတွေမှာပြောတယ်ဆိုလဲတူပဲအဲအဆအဆရာတူပဲအဲအပြစ်နေရာယူထားတဲ့အခါကျတော့အများကြီးရှိတယ် မနေ့ဆိုလို့ရှိရင်ကိုရှူတင်မသွားခင်မှာအစားအကုန်စီမံပေးတယ်ပြီးရင်ထားခဲ့ပြီးရန်ကုန်ပြေးတာရန်ကုန်ပြေးပြီးတနေ့ကအလောလောပြေးညနေဆိုရင်ရှူတင်လာပြန်ကျိုးအဲအဲ့လိုမျိုးလေးလုတ်ပြေးပေါ့နော်ဆိုတော့တောင်းတန်းရောက်ကြတဲ့အောင်ဆိုရင်ဟိုလုတ်ပြေးနိုင်တဲ့အားရှိအောင်လုတ်ပြေးခြင်းစိတ်ရှိအောင်မှာပေါ့နော်ဒီနေ့ကတော့မြို့သူတို့ကနေပြီးတော့ဒါမြေတာဆွာလူတိုက်ရရှူစည်းလင်းစည်းပေါ့နော်ဖမုံကြီးရဲ့ ဈေးကိုပဲမင်းတို့ရောအလှူရှင်အနေနဲ့ပေါ့နော်ဘူး900ဆာပေါ့ဝေပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ပြောမယ်ဆိုရင်တော့ဒီဒီဟာလေးကဆေးလူဖြစ်တာလေးရတော့လေဒါဘွေးတော့ဟိုပါပေါ့တလားပြည့်မင်္ဂလာတန်းကိုလူဖြစ်တယ်လေအဲ့ရဲ့မနက်ဖန်ကဆိုရင်တော့နှစ်နှစ်နဲ့၃လပေါ့အဲ့လိုပြည့်တဲ့ခန္ဓာလည်းအဲ့အဲ့လိုအထိမ့်မဲ့လေးလည်းပါတာပေါ့နော်ဒီနေ့ကတော့ဒါနေုံလာပြည့်နေ့ဆိုတော့လာပြည့်နေ့မှာလူလိုက်တာပေါ့နော်ဘယ်လို complain ဆိုတော့ အလူကတော့ဘာလူပဲဖြစ်ဖြစ်ပေါ့နော်အရန်ပီတိဝမ်းမြောက်ရပါတယ်ဘလူပဲဖြစ်ဖြစ်စိတ်ထဲမှာနှစ်ယောက်လုံးကဟိုလူချင်းနဲ့စိတ်ရှိတဲ့ခါကျတော့ तू ဘာလေးပဲလူလူကျွန်တော်ပါတယ်လို့ကျွန်တော်ဘာလေးပဲလူလူ तू ကအမြဲတမ်းပါတယ်ဗျာဟာနာဟိုလားဟာနာကျွန်တော်အမေကကြတော့ဘုံ80တော့80တော့လောက်ရှိပြီဟို အခုဒီရတော့စိတ်ချမ်းသာရတယ်ရှေ့ဆက်ပြီးတော့လည်းဒီပုံစံတိုင်းလေးဖြစ်အောင်အင်တာဗျူးတစ်ခုကတော့ဒါတိဆောက်သွားရမှာပေါ့နော်ပြောမယ်ဆိုရင်တော့ဟိုပေါ့နော်ဟိုလင်မယားရဲ့ဖြစ်လာတယ်ဆိုရင်တဦးနဲ့တဦးဟိုဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်နားလည်မှုရှိကောင်းနဲ့သွားတဲ့အခါကျရင်အရန်ပို့ပြီးတော့အဆင်ပြေတယ်လို့နောက်တစ်ခုကဟိုတစ်ခါကြတော့ဟိုပေါ့နော်ဟို အလုတ်ကိစ္စကြောင့်သာနည်းနည်းလေးပေါ့သူ့အမြင်ကိုယ့်အမြင်မတူတော့တာစကားများပြီးမယ်ဂျန်တဲ့အချိန်မှာတော့ဟိုမိတွေကြာလာတဲ့အမြလားတွေကြာလာတဲ့အမြရက်တွေကြာလာတဲ့အမြပေါ့နော်ဟိုတယောက်နဲ့တယောက်တန်ရုံးစင်အောင်ပို့ပို့ပြီးတော့မှ ရှိတဲ့တဲ့ရှိလာတာအစစအရာရာတော့ဟိုလိုလိမ့်သိမရှိပါတော့ဟိုခကြီးတော့အတက်နိုင်ဆုံးစိုက်ပါတယ်တခါသေးကြတော့လဲလက်ဟာဝါတဲ့အရာလေးတွေလဲတခါသေးရှိတတ်တာပေါ့နော်အဲ့အဲ့လိုရှိတတ်တဲ့အခါကြတော့လဲပဲသူကလဲနားလည်မှုရှိစွာနဲ့အဲဒါဘာမှမဖြစ်ကြဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဟိုဘလူးဖုန်းလဲကိုကချစ်နေတဲ့အခါကြတော့သူပါလေးပဲလှုပ်လှုပ်ကို့အနေနဲ့ကအမြဲတမ်းလေးဟိုဖြည့်ဆည်းပေးခြင်းစံနာလေးပြီးရှိရပါတယ် အမြင်နဲ့ကသူနဲ့ပဲသူရှိနေတဲ့အခါကျတော့တခါလေကျရင်ရုံးကိစ္စရှိလို့လုတော့တာလို့အစည်းအဝေးရှိလို့တော့တာလို့ခါမျိုးကြရင်ဟိုတတိယတဲ့အကြောင်းလေးဖြစ်တာပေါ့နော်အဲဒီအတွက်ကြောင့်အနားမှာဟိုဟာဟို24နာရီမကွာရှိနေနေတယ်သူကအလုတ်သွားလဲဗီဒီယိုကောခေါ်တာခုချိန်တည်းကအလုတ်ကိုကဆိုင်မနေခဲ့တယ်သူကတော့သူတခြားအလုတ်တွေရှိတော့သူမီတင်တွေပိုင်းသွားတာရှိတယ်သူမိတ်ဆွေပိုင်းနဲ့သွားတာရှိလဲ ဗီဒီယိုကောခေါ်တာဟိုဘွားကြတော့မမြတ်သမီးစားတော့ကတော့ကိစ္စမရှိဘူးပေါ့နော်ဒါတယောက်နဲ့တယောက်ကလည်းဒါအိမ်တော်တယ်မဟုတ်တဲ့ကကြတော့ယုံကြည်မှုလည်းလိုအပ်တယ်အဲပြီးတော့အတူတူရှိကျင်တဲ့စိတ်တွေကလည်းများတယ်လीเนาะအိမ်အောင်ကြပြီးပြီးဆိုရင်ခါကြတော့ဒါကကွာတော့ပင်မမဆိုတာပေါ့เนาะသူသွားရတယ်ဆိုရင်လူတကာကြီးခေါ်ထားရတယ်လို့ပါပဲမဟုတ်တော့မဟုတ်ဘူးအခုထိလည်းအဲ့လိုပဲတခါတလေကျရင်တချို့အပေါင်းအသင်းတွေနဲ့သွားတဲ့ကိစ္စညနေပိုင်းညပိုင်းဖြစ်သွားရတယ်ဆိုရင်ကွာမမြတ်မလိုက်ချင်ဘူးမလိုက်ချင်ဆိုတာတခြားကြောင့်မဟုတ်ဘူးသူလွတ်လွတ်လပ်လပ်သွားစေချင်တာ ိုကလည်းကိုပေါ့ကိုကလေးတွေနဲ့ကိုလှုပ်ရှားရှိရကိုရဲ့လုပ်ငန်းလေးကိုလုပ်မယ်ပေါ့နော်သူလည်းသွားစီစင်တာပေါ့အဲ့ကြလည်းရောက်လဲဖုန်းနဲ့တကောင်ကောင်ဆက်တယ်ဗီဒီယိုကောလမ်းခေါ်တယ်ပြီပြန်လာတော့မယ်နော်ပြန်လာတော့မယ်နော်အာဆောက်ပြီးတော့ပြန်မလာနိုင်လို့ရတယ်လို့ဆိုအဲ့လိုဆိုင်တော့စိတ်ဆိုးသေးတယ်အဲ့လိုလဲပေါ့ညစီအောင်ကအပြောင်းမခံနိုင်ဘူးဆိုတာတည်းဘယ်လိုခုံးလဲအများနဲ့သွားထူလာထူဖြစ်နေတဲ့ခါကြတော့လေဟို တငယ်ချင်းဆိုလဲတူပဲအဲလုပ်ငန်းအချို့လုပ်ငန်းလေးတွေမှာပြောတယ်ဆိုလဲတူပဲအဲအဆအဆရာတူပဲအဲအပြစ်နေရာယူထားတဲ့အခါကျတော့အများရဲ့ရှိတယ်အဲ့လိုပါဟုတ်ပါဟုတ်ပါစုဖို့တာငကားငကားမင်းသမီးလေးကစုဖို့တာအနုပညာကိုကြတော့လေ तू ကအရန်စူးစမ်းခဲ့ရတာဖြစ်တဲ့အခါကျတော့ ပထမတော့တော့ဟိုကျွန်တော်အတူတူတက်တာပထမတော့တော့ဘေးမလုပ်ချင်ဘူးဒါပေမဲ့သူစူးစမ်းခဲ့ရတဲ့သူဘဝဖြတ်သန်းလာခဲ့ရတဲ့အချိန်တွေမှာအဲသူပြောသူပြောတဲ့ဥစ္စာအတိုင်းပဲပေါ့နော်မိပြောတဲ့အတိုင်းပဲသူစူးစမ်းအရန်ကိုစူးစမ်းခဲ့ရတဲ့အချိန်မှာတော့မှအတူအတိုင်းတစ်ခုအရအောင်မြင်တယ်ပေါ့နော်အဲ့ဒါဆိုတော့အခုချိန်မှာဆိုရင်ဘာပဲပဲဟိုမှလူလေသေးမရှိတော့ပို့ပြီးတော့မှသူဟိုလုံးဒီလုပ်ငန်းလေးဟို လုတ်ချင်တဲ့စိတ်တဘောနဲ့ကျွန်တော်လည်းပဲအိုက်စာနဲ့ပဲသူ့ကိုလုတ်ပါဆိုပြီးတော့အမှုပညာကိုပြန်ပြီးတော့ခွင့်ပြုပေးရပါတော့ကျေးဇူးတင်စရာကောင်းတာအခုမြတ်တော်ပြန်ပြီးတော့ရိုက်တော့လေနေမှာသွားရရပါတော့เนาะအဲ့နေမှာသွားရတဲ့အဲလာနေပါလေအကောလိုက်လာပေးတယ်အမှဘန်ဂလိုငါးပလိုက်တာငါပြီးတော့သူနေပေးတယ်မနေ့ဆိုလို့ရှိရင် ကိုရှူတင်မသွားခင်မှာအစအကုန်စီမံပေးတယ်ပြီးရင်ထားခဲ့ပြီးရန်ကုန်ပြေးတာ ရန်ကုန်ပြည်ပြည်တနေကအလောလောပြည်ညနေဆိုရင်ရှူတင်လာပြန်ကြိုးအဲအဲ့လိုမျိုးလေးလုတ်ပြရပေါ့နော်ဆိုတော့တောင်းတန်းရောက်ကြတယောက်ဆိုရင်ဟိုလုတ်ပေးနိုင်တဲ့အားရှိအောင်လုတ်ပေးခြင်းစိတ်ရှိအောင်မှာပေါ့နော်အခုကြတော့စိတ်ရောလူရောအဲ့လိုမျိုးလေးဟိုကူညီပေးတဲ့အတွက်ကြောင့်မလို့ကိုလည်းအော်ငါဒီအလုတ်လုတ်တဲ့ဟာကိုငါပို့ပြီးအားစိုက်ပြီးလုံးရမယ်ဆိုတဲ့စိတ်ကလေးနဲ့ပို့ကြိုးစားဖြစ်တာပေါ့နော်အရန်ကန်ကောင်းတဲ့အသမီးလေးလို့ပဲပြောရအောင်အဲဒါကတော့တဘွားလုံးစာစောင့်ကြည့်ရမှာပေါ့နော် เออบลูบลูเวฟวีบ่เนาะโอ้ดูก็တော့လဲဟိုစောင့်ကြည့်ရယ်ဆိုတဲ့သဘောမှာတော့ဒါကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုသူ့ရဲ့စိတ်ကိုတော့ကိုကြီးကတော့ဒါလို့တော့မရဘူးပေါ့အဲ့မဲ့ကိုကြီးကတော့ကိုကြီးဘက်ကကြတော့ဘလူဘက်ဖြစ်ဖြစ်ကိုကြီးအရန်ကိုနှစ်ချစ်ခင်မြန်လို့နှစ်တက်တန်ဖြစ်တဲ့အတွက်ကြောင့်ဘလူဘက်ဖြစ်ပြောကိုကြီးဟိုကိုကြီးဟိုပေါ့မကောင်းတဲ့ဟိုစိတ်လေးတွေရှိခဲ့ရင်တော့မှအတက်နိုင်ဆုံးထိမ့်သိမ့်ပြီးတော့မှ အဲဒီဒီအိမ်တော်မိသားစုပေါ့ကောင်းဆုံးဖြစ်တဲ့ယောက်ျားကောင်းပိသားဆောင်နဲ့တော့နေတယ်ဆိုတော့အတွေးခေါ်လေးတော့အပြိတ်မွေးရပါတယ်ဟုတ်ဟုတ်ကဲ့ကျေးဇူးလည်းအများကြီးတင်ပါတယ်မြတူကဒီလာမယ့်၁၄ရက်နေ့ကြာလို့ရှိရင်လည်းမြတူရဲ့မွေးနေ့နဲ့စိုက်ဖွင့်မွေးလေးလေးရှိမှာဆိုတော့အကုန်လုံးကိုလည်းဖိတ်ပါတယ်လို့မြန်ကုန်ကိုမိုင် ocean မှာပါလို့ like ပါလို့လည်းဖိတ်ကြားချင်ပါတယ်ပြီးတော့ကိုယ့်ရဲ့ဇလန်တွဲလေးတွေပြန်မိတက်တဲ့ခါကျရင်အပြိတ်ပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ် ဟာကြည့်ရှုနေတဲ့ရောက်စီတန်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေလို့ဆုတောင်းပေးပါတယ်။